ကြပါမယ်ဒီဆက်ရည်သူတို့ကလည်းရှိတာနာမည်တော်များနိုင်ငံတော်ပြည်ထောင်စုတက္ကသိုလ်တို့လာရောက်ပြီးဥပဒေကောင်းပြီလို့ကြတယ်ရည်ရွယ်ချက်ကတော့ဘုရားမြတ်စွာဘာသာတော်နဲ့ကြုံတဲ့ခိုက်မှာသာသနာ့ဘုရားမြတ်ရှင်ကိုပူဇော်မယ်တတ်နိုင်တော့တတ်နိုင်တဲ့အတိုင်းသာရရှိတတ်မယ်ဆိုတဲ့ဒီလိုရည်ရွယ်ချက်နဲ့လာရောက်ပူဇော်ထူးခြားခြင်းဖြစ်ပါလေဆက်ပြူရည်ဓမ္မဆိုတာစိတ်ပြည့်ရည်တစ်ခုအောင်မြင်ဖို့ စိုက်ပျိုးပြီးတဲ့နောက်မှာထိန်သိမ်းဆောက်ရှောက်မှုကအရေးကြီးပါလေ။ဘုရားပြေစစလည်းလူ့ဘာသာကိုဖြစ်စီမှုဒီလိုစားတဲ့ထဲကိုထိန်သိမ်းဆောက်ရှောက်မှုအရေးကြီးတယ်။ဒါကြောင့်အဲလိုထိန်သိမ်းဆောက်ရှောက်နိုင်မှကိုစိုက်ပျိုးတာတဲ့အင်းတွေကအောင်မြင်ဘူး။အောင်မြင်တယ်ဖွင့်ပြလာမယ်ဖြစ်တာ။အဘဝရဲ့သဘောတရားကိုဒီတိုင်းပဲအာဒမို့ဘုရင်တို့စိတ်ထိန်သိမ်း ဓမ္မယူအပ်သည်ဒီကောင်းစဉ်တရားဟုဘာလို့ဖြစ်ပေါ်စိတ်ကြိုးရင်းဖြစ်ပြီးဘာလို့ခုလို့ထိတ်သိယေရှုဒီတခံခံမှာထိတ်သိဓမ္မယူအပ်ဒါလည်းမဟုတ်ထိတ်သိဒီဓမ္မယူအပ်သည်ဒီကောင်းစဉ်လေးမျိုးပေါ့နဲ့ဟုတ်ကုသိုလ်ကောင်းမှုပြုလုပ်တယ်တလူဘဝမှာလူဘဝရလာပြီလူဘဝယေရှုဒီတခံခံမှာထိတ်သိရမယ် ဘာရရဘောပစ္စကထားရင်ဘောကမထူးတဲ့ဘူးမအောင်မြင်ဘူးတော့တူတဲ့အောင်မြင်တော့ဘောတခုဖြစ်ဖို့အတွက်ထိသိမ့်ဖို့လိုအပ်ပါလေဒါနဲ့ဆိုရင်အာတာနိစေတိယစင်ညာရက္ခိယနံပုရိကိတံတူဟောရက္ခာလည်းထိသိဆောက်ရှောက်တယ်ဒီလိုလူဘောရတာဒီလူဘောလူဘောဆိုတာက တန်ဖို့ရှိတဲ့ဘဝလေအဲ့လိုတန်ဖို့ရှိတဲ့ဘဝကိုရတဲ့ကံမှာဘဝကိုတန်ဖို့ထားကိုချင့်ရလို့အဲတန်ဖို့ထားချင့်ရလို့ရရအောင်ဘယ်လိုလုပ်လဲထိသေးရရခေရနာသူရကိတနာအရိမိမိတို့တန်ဖို့ရှိတဲ့ဘဝကို ဘက်ခေရထိုက်သိရတာမထသေးရဲ့ဗျာသူရခိတံကောင်းစွာထိုက်သိရရအောင်လုပ်မယ်ဟုတ်အဲ့တော့အချုပ်ပြန်ကောင်းကောင်းမလို့ထိုက်သိရလို့ဆိုလို့ဘဝအဲဘဝကိုထိုက်သိရမနဲ့ခေတိမလဲခုနဆက်ပြုဒီမှာနေကိုဆက်ပြုထားတဲ့တိတိပင်နေတိတံနေလူရတဲ့လက်လက်ကိုကန်ဆောင်းပြီးထိုက်သိရအဲ့လိုထိုက်သိရင် စိတ်ပြုထားတဲ့အပင်တွေကကြီးထွားလာတယ်ဖုတ်ပြူလာတယ်အောင်မြင်ဖို့ဒါစီဝါဖြစ်သွားတယ်အဘွားတကူရလာတဲ့ခါမှာလည်းရလာတဲ့ဘွားကိုထိမ့်သိမ့်ရမယ်လို့ရတာဟောတယ်ဘလို့ထိမ့်သိမ့်လဲဘာလဲထိမ့်သိမ့်လဲအတွင်းနဲ့အတွင်းအင်အားထိမ့်သိမ့်ရမှာဖြစ်ပါတယ်အတွင်းအင်အားဆိုတာကဘုရင်တို့ယူတိုင်းယူတိုင်းဟာကောင်းတယ်လို့ ကောင်းလာလဲလုံးတဲ့ဆိုးတာလဲလုံးဒါမှမဟုတ်သူသူစင်မကင်းအကောင်းနဲ့အဆိုးအကောင်းနဲ့အဆိုးနှစ်မျိုးစလုံးထုံတွဲပြီးဖြစ်တယ်များဒါပေမဲ့လို့အဲ့ဒီအဆိုးကဘုရားတို့ဘဝကိုအကောင်းဆုံးဖြစ်အောင်မထိသိမ့်နိုင်ဘူးအဲ့ဒါကြောင့်မို့အဆိုးတွေကိုထိချုပ်အကောင်းတရားနှလုံးသားထဲမှာအဖြစ်များအောင်ပြဋ္ဌာန်းတို့ကြိုးစားတယ် အဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်မကောင်းတဲ့စိတ်ဖယ်ထုတ်ပြီးကောင်းတဲ့စိတ်ကိုဝင်းမြူရမှာဖြစ်ပါတယ်။ကောင်းတဲ့စိတ်ကိုဝင်းမြူပြီးကုသိုလ်ဆိုတဲ့ယူစိတ်ကိုစိုက်ပြလိုက်ရဲ့အဲ့ဒီကုသိုလ်ဆိုတဲ့ယူစိတ်ကတော့သတ်ရှင်းတယ်ပြည်ကအပြည့်အနာစာကင်းတဲ့ပေါ်အကောင်းတဲ့ယူစိတ်ဖြစ်တဲ့ပြည်က အပိလေးပေါက်လာမယ်အစီဒီအဖို့ရဖြစ်လာတယ်။အဲတော့သာသနာဆိုရက်လေယာဉ်မြေကောင်းမှာယခုလူရှင်သာကုသိုလ်မျိုးစစ်ကိုလက်ဆက်ပြုနေတာဖြစ်ပါတယ်။အဲတော့ဆက်ပြုကုသိုလ်မျိုးစစ်ဆက်ပြုခြင်းသည်မိမိတို့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ထိတ်သိမ်းဆောင်ရှောက်နေခြင်းပဲဖြစ်ပါတယ်။အပြင်ဘက်ကဟိုထိတ်သိမ်းဆောင်ရှောက်တာဟိုအချင်းချင်းနဲ့ အပြင်းပါလာရှိတယ်ထိသိတာရှိတယ်။ဒါကိုမိဘတွေလည်းထိသိတယ်ဆရာတော်တွေလည်းထိသိတယ်။ကို့အပေါင်းသိတယ်လည်းထိသိတယ်။အဲ့လိုထိသိတာအပြင်းကထိသိတာရှိတယ်အတွင်းကမထိအတွင်းရအောင်ထိသိနိုင်တာပေါ့။အတွင်းကဟောထိသိတဲ့တရားကောင်းရှိအတွင်းမှာရှိတဲ့ထိသိတဲ့တရားကောင်းတာမိမိတို့ဘဝတစ်ခုလုံးလိုချင်မှုရှိအောင်ထိသိနိုင်တယ်။ အတွင်းမှာရှိတဲ့ထိတ်တိတ်တရားအားကောင်းတဲ့ထိတ်တိတ်တရားပါလို့ကုသတရား၆ရဲ့ကုသတရားပါပဲတရားတရားကိုရှင်းခံတဲ့အသိဉာဏ်ကိုရှင်းခံတတိဝိရိယဉာဏ်ပညာကိုရှင်းခံအဲ့လိုအခြေခံပြီးတရားတတိဝိရိယသမာဓိဉာဏ်ပညာကိုရှင်းခံပြီးတော့အားထုတ်တဲ့ကုသတရားကြီးမိမိတို့ရဲ့ ူတို့အတွက်ထိသိဆရှောက်တဲ့ဘုံတန်းကောင်းမဖြစ်ပါဘာလို့ထိသိတယ်လဲအဘုဒ္ဓတွေမဝင်လားအဘုဒ္ဓခုနပြောတဲ့အတိုင်းအဘုဒ္ဓဆိုတာဘဝဟူတာအကောင်းဖြစ်အောင်ထိသိနိုင်လို့မဆရှောက်နိုင်ကုသိုလ်ဒီတယ်ဘဝကိုကောင်းဆုံးဖြစ်အောင်ထိသိဆရှောက်နိုင်အဲဘဝကိုကောင်းဆုံးဖြစ်အောင်ထိသိဆရှောက်နိုင်တဲ့ ကုသိုလ်တရားတွေကိုဖြစ်ွားအောင်ကြိုးစားတာဖြစ်ပါတယ်။ဒါအကုသိုလ်တွေပုထုဇဉ်ဖြစ်တဲ့အတည်းဝင်ပါမယ်။အဝင်လာတဲ့အကုသိုလ်တွေကိုခုနအသိတတိတရားတွေနဲ့အမြဲတမ်းထိတ်သိမ်းဆောက်ရှောက်နေဒါအကုသိုလ်ပဲတရားကုသိုလ်ကဝိပုထားလို့ရတယ်။ချက်ထားလို့မဖြစ်ဘူးရှင်းတော့ရှင်းထုတ်ပြီးအဲဒီအကုသိုလ်အစာကုသိုလ်နဲ့အစာထူအောင် အဘုဒ္ဓကိုကုသိုလ်နဲ့အစာထိုးအဲကုသိုလ်နဲ့အစာထိုးလိုက်တဲ့အခါအဲဒီကုသိုလ်တရားကမိမိမိတို့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးနေတယ်ဒီလိုအဲဒါဒီကုသိုလ်ကဘုပြုလုပ်ရမှာဖြစ်ပါလေကိုဆက်ထိုးထားတဲ့အပင်ပင်အဲဒီပင်ကိုလာဖြည့်စီရဲ့ပုံမှားလည်းရှိတယ်အဲ့ဒီပုံမှားတွေကိုသတိထားစာသတိနဲ့ကြည့်ကျေစုရှာရှာပြီးဖယ်ရှားအောင် အဲ့ဘုံဟောဒီဖက်ရှားမှာတဲ့အပင်ဒီကစမ်းတာသူနေလူဆိုဆိုပါပဲဘဝကိုနှောက်ရှက်ရတဲ့အမှုတွေရှိတယ်လောဘတွေဒေါသတွေမောဟတွေဒါအမှုတွေအဲ့လောဘဒေါသမောဟဆိုတဲ့အမှုတွေမဖွေအောင်တတိထားပြီးတော့ကုသိုလ်တရားနဲ့ရှင်းထုတ်ရမှာဖြစ်ပါတယ်အကုသိုလ်လုပ်လေဆိုတာခုနယောနိသမဏေတိကာကစိတ်ကောင်းမွေးမြူကုသိုလ်လုပ်ရတာကိုအဲစိတ်ကောင်းမွေးမြူလိုက်ပြီဆိုရင် ။ဘယ်လောကကမှာရှိနေတဲ့လောဘတွေဒေါသတွေမောဟတွေလောဘဆိုတာလူချင်းနဲ့တတ်မဲ့မဲ့မောဒါလောဘကဘာပါ။ဒေါသကစိတ်ဆူအကပတ်တာဘုံကြီး။မောဟကအဲလောဘကဘဝရဲ့အဖြစ်ကနာလောဘအဖြစ်ဒေါသရဲ့အဖြစ်တွေကိုမမြင်အောင်ဒီမောဟတရားကဖုတ်ကွယ်ထားတယ်။အဖုတ်ကွယ်ထားအတွက်ကြောင့်ဟော လောဘအပြစ်ကိုမသိလို့လောဘကိုနင်းနှိချက်ချက်နဲ့လက်ခံကြဒေါသကိုလည်းပဲနင်းနှိချက်ချက်နဲ့လက်ခံကြအဲ့ဒါကိုလောဘဒေါသမောဟဆိုတာဘဝကိုဆိုးကျိုးပေးတဲ့ပေးတဲ့တရားလို့ဒီလိုသိရှိနားလည်ရမှာဖြစ်ပါအဲ့ဒီသိရှိနားလည်ပြီးရင်နှလုံးသားထဲမှာဖြစ်ပေါ်လာတဲ့လောဘတွေဒေါသတွေမောဟတွေကိုကုသိုလ်တရားနဲ့ရှင်းထုတ်ရမှာဖြစ်ပါဟုတ် အဲ့ဒီကုသိုလ်တရားဟာမိမိတို့ဘဝကိုအကောင်းဆုံးဆောက်ဆောက်ဆောက်ပေးနေတဲ့တရားဖြစ်ပါတယ်။တနည်းအားဖြင့်ဘဝလုံခြုံမှုရှိအောင်ဘဝကိုလုံလုံခြုံမှုပေးတဲ့လုံခြုံရေးသမားလည်းပြောလို့ရတယ်။ဒါကြောင့်လုံခြုံမှုပေးတယ်လို့ပြောရတယ်။အကုသိုလ်ဆိုတာကဘဝကိုနှောက်ယှက်ဖြစ်စီအဲ့ဒီဘဝကိုနှောက်ယှက်နှောက်ယှက်ဖြစ်စီကြတဲ့အကုသိုလ်ဝင်လာပြီဆိုရင်ဩစိတ်ကောင်းပြန်ပြီးတော့ အကောင်းအပေါ်ပြုပြီးဝိလာတဲ့အမှုတရားတွေကိုကုသိုလ်အားနဲ့ရှင်းထုတ်ကုသိုလ်အားနဲ့ရှင်းထုတ်နိုင်ရင်ဟောဒီလောကထဲမှာကုသိုလ်တွေပြန်ရောက်အကုသိုလ်ရှင်းလာတဲ့အကုသိုလ်ကင်းပါအကုသိုလ်ကင်းပြီးကုသိုလ်ပြန်ရောက်လာရင်ကုသိုလ်တရားကအကောင်းကိုလွတ်ဆောင်ပြီးတသက်ဘာဝဖြစ်တဲ့အတွက်ကြောင့်ဟောအကောင်းတရားတွေမိမိတို့စီရောက်လာအောင်လွတ်ဆောင်ပြီးမှဖြစ်ပါတယ်ဟုတ် တကယ်လို့ဖြစ်ပေါ်လာတဲ့လောဘတွေဒေါသတွေမောဟတွေအဓိကတော့လောဘဒေါသမောဟတော့အချုပ်ပဲအဲလောဘဒေါသမောဟဟိုဥပထိနိုင်နေအဲဘဝရလုဆောင်ချက်တိုင်းလုဆောင်ချက်တိုင်းဟာကောင်းတဲ့အရာတွေဖြစ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ် အဲဒီလောဘဒေါသမောဟတို့ထိချုပ်ပြီးကုသိုလ်တရားကိုပြုလို့အထုနိုင်လေဆိုရင်အဲဒီကုသိုလ်တရားကမိမိတို့ဘဝအတွက်အကောင်းဆုံးအဆောင်အရှောက်ဖြစ်ပါတယ်။အပြင်ကအဆောင်အရှောက်ကဘလောက်ပဲအင်အားကြီးမှကြီးမှမိမိတို့ဘဝတစ်ခုလည်းကိုလုံခြုံအောင်မထိနေနိုင်ဘူး။အရင်ရှေ့ရှေ့ခေတ်ကအလောင်းတို့ရှေ့ပြေးလေးသူတို့မှဘဝလုံခြုံဖို့အတွက်ဘယ်ရင်နာမှာ အဆောင်ရှောက်ရည်များကြီးလက်နဲ့ကန်ရတဲ့လူတွေမျိုးမျိုးအန္တမှာလည်းမျိုးမျိုးပါနိုင်ငံနေစားတာကတော့လူလုံးချုပ်မှုတွေဆောင်ရှောက်အဆောင်ရှောက်ထားတဲ့ဘေးကြီးတွေအဲ့လိုလုံးချုပ်မှုတွေအမျိုးမျိုးထားလာပြီပဲလို့သူတို့ဟာစိုးရိမ်တော့ကတည်းကအများကြီးရှိတယ်နာအနာဘုဇူလာလူကနာဘုဇူစမယ်စသည်ဖြစ်ပေါ်အဲ့ဒါတွေးပြီးတော့သူကကောင်းကောင်းဘုရ မအေးရဘူးဟုတ်ရာထူးစည်းစိမ်ဘယင်းအာနာကိုစောင်းတော်တဲ့တောင်းတဲ့ယသိတရားအလုံးကိုလောက်ခဲ့ကမှာလူချင်းနဲ့လောက်ပါတဲ့သူမှမရှိဘူးဒေါသလည်းမဖြစ်ဘူးရှိတာရှိတာအကြောင်းတက်ဆိုင်ဘောမလားအဲ့ဒီတော့သူမှအေးစည်းစိမ်ပဲအနာအာနာလည်းမရှိဘူးမရှိတော့ဘူးအာနာလူပတ်သူလည်းမရှိတော့ဘူး ကုသိုလ်စိတ်ကိုဆိုတာကကုသိုလ်စိတ်ဝင်လာတဲ့အခါအဲ့ဒီကုသိုလ်တရားသူ့ရဲ့ဘဝကိုလုံခြုံအောင်ထိတိပြီလူဘဝကိုလုံခြုံအတွက်တခြားဘာလက်လက်တွေမှာထိတိလို့မရဘူးလုံခြုံအောင်လုပ်လို့မရဘူးလူဘဝလုံခြုံဖို့အတွက်ကုသိုလ်လက်လက်နဲ့ပဲထိတိရမှာဖြစ်ပါတယ်ကုသိုလ်ဆိုတဲ့လုံခြုံရဲ့သဘာဝကပဲလူဘဝတုတ်တဲ့အောင်ထိတိနိုင်ပါတယ် အခုဆိုတာလူဘဝကိုတည်းတော့မထင်သေးနိုင်ဘူးဒါကြောင့်မို့နိမိတ်တို့ဘဝအတွက်လူဘဝတွေနဲ့ထင်သေးဆောက်ရှောက်တဲ့ကုသိုလ်တရားလူဘဝတွေနဲ့ထင်သေးဆောက်ရှောက်တဲ့ကုသိုလ်တရားမရှိရင်ဘဝတူတက်ဖို့မလိုဘူးဒုက္ခဆိုတဲ့အရာကိုရယူဖို့ဘလို့မှဖြစ်နိုင်ဘူးမိမိတို့လိုချင်တာကဒုက္ခတရားဖြစ်ပါဘဝတစ်ခုကြာလာပြီဆိုရင် ခြံရံလာလာနဲ့ဖြတ်ဖန်းပြီးတော့တည်ရင်ချင်းအေးအေးချမ်းသာနဲ့နေချင်ကြတယ်။အဲဒီငြိမ်အေးချမ်းမှုကိုဖြစ်စီနေတာကနှလုံးသားထဲမှာရှိနေတဲ့ဒေါဘဒေါသမောဟတရားတွေကပဲတည်ငြိမ်အေးချမ်းဖြစ်စီနေတာဖြစ်ပါလေ။လူတို့ဥစည်းလောဘဒေါသမောဟတို့ငြိမ်အောင်တတ်နိုင်နဲ့အောင်တတ်နိုင်ဆိုထိသိနိုင်ရဲ့သူလည်းထိသိနိုင်ကိုလည်းထိသိနိုင်။အော်တရားကွယ်လို့အေးချမ်းပါ တဏ္ဍာရလို့တမျိုးလို့တဏ္ဍာရလို့အကြောင်းပါဒါအကုန်လုံးထိသိမ့်နိုင်လို့ဆိုရင်ပေါ့အခုအဲ့လိုမထိသိမ့်နိုင်တဲ့အတွက်ကြောင့်ဘဝတစ်ခုလောကအခုတစ်ခုလောပူလာပြီးတော့ဒုက္ခဒုက္ခတွေဘယုဒုက္ခတွေနဲ့တွေ့ရတွေ့ရကြောရင်ဆိုင်ရတာကအဲ့ဒီအလောဘဒုက္ခမောဟတွေကိုထိမ့်သိမ့်တဲ့ကုသိုလ်တရားအားလည်းလို့ပဲဖြစ်ပါလေအဲတော့ဘုရားလို့ဆောင်ချက်တွေက နှစ်ခုပဲရှိအဲ့ဒီကစံပြီပဲကုသိုလ်လည်းလုံးပဲအကုသိုလ်လည်းလုံးဒီနှစ်ခုကတစ်ခုမဟုတ်တစ်ခုမြဲတမ်းဖြစ်အကုသိုလ်ဖြစ်လာတဲ့ကုသိုလ်ကဘဝလူချင်းမှုအကောင်းစေအကုသိုလ်ကဘဝကိုဖြစ်စေအဲ့ဒါကဘဝကိုဖြစ်စေတဲ့ဒီအကုသိုလ်တရားတွေကိုဘဝကိုလုံးချောင်းထိန်းသိမ်းတဲ့ကုသိုလ်တရားနဲ့ကာကွယ်ရမှာဖြစ်ပါတယ် ရှင်းထုတ်ရမှာဖြစ်ပါလေ။အဲအဲ့လိုထိတ်ထိတ်ဆောင်းဆောင်းနိုင်လို့ပဲနှလုံးသားမှာဥဒ္ဓေအားများစွာရှိတာကိုသူအပ်ပါလေ။ဟိုဘဝကိုကောင်းဆုံးဖြစ်အောင်ဆောင်းဆောင်းတဲ့ဥဒ္ဓေအားဆုထားလို့ရည်ရည်တယ်။ကုသိုလ်အင်အားများမှလောင်ဖြစ်ရှိတဲ့အကုသိုလ်သမားတွေကိုအကုသိုလ်တွေကိုတိုက်ထုတ်နိုင်မှာဖြစ်ပါလေ။ယနေ့လူရှင်များမိမိတို့အကုသိုလ်အင်အားတွေကို စုဆောင်ထားတဲ့အနေနဲ့ဘဝကိုလုံးချုံရေးပေးတတ်တဲ့ကုသိုလ်တရားကိုစုဆောင်တဲ့အနေအဖြစ်လာရောက်ပြီးကုသိုလ်ကောင်းမှုပြုလုပ်ကြတယ်။အဲဒီကုသိုလ်ကောင်းမှုပြုလုပ်လိုက်တဲ့အတွက်ကြောင့်အလှရှင်များရဲ့နှလုံးသားထဲမှာဘဝကိုလုံးချုံစေတတ်တဲ့ကုသိုလ်အင်အားတွေအသီးအသီးရရှိလာပြီးဖြစ်ပါလေ။ဘဝကိုလုံးချုံစေတတ်တဲ့ကုသိုလ်အင်အားရှိလာတဲ့ဆိုရင် ဘဝကိုဒုက္ခပြပြတဲ့အနောက်ရှက်တွေကိုဒီကုသိုလ်တရားကရှင်းထုတ်မှဖြစ်တဲ့အတွက်ကြောင့်ဘဝတစ်ခုလုံးကငြိမ်းချမ်းမှုမှဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မိမိတို့ပြုစုအားထုတ်လို့လည်းရတဲ့ဘဝကိုလုံးချုံစေတဲ့ကုသိုလ်အင်အားတွေအသေးအသေးစုဆောင်လာစုဆောင်ထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်အင်အားရဲ့ဆောင်းအားဖြင့်ဆောင်းအားကြောင့်ဒုက္ခဒုက္ခတွေအားလို့လို့ ုသိုလ်တရားကကာကွယ်ပြီးတခုလောဘဝတခုလောနေခြင်းတရားတော့ဘဝကိုရရှိပန်းဆိုင်နိုင်ကြစေကုန်သတည်းကဲဒီစကားကြားရအောင်ဒီစကားကလည်းဆိုကြမယ်အရှင်ဘုရားအရှင်ဘုရားတပည့်တော်ကတပည့်တော်များသည်တပည့်တော်များသည်ဘုရားများစွာ သာဝန္တကြီးကိုပူဇော်ထောက်ပံ့သောအဖြစ်ယေနေ့ပြုစေပြုထိုက်သောကုသိုလ်တရားများကိုပွားများရှိဘူးပြုလို့အထောက်ကြပါကုန်၏ဤကောင်းမှုသည်ဘိညာဉ်ကင်းဘွာကုစိတ်နှင့်ပြာကျမ်းမာချမ်းသာကြောင်းကောင်းသောဒုက္ခအဝဝတို့ 皮薄辣椒，嫩芽芽芽椒，汤包糕，皮包子，地骨头伊，布包个，娃娃糕，鸡煮鸡毛，米包布包，山楂面包，沙茶面，豆沙豆腐，鸡蛋红豆，红豆。 သတ္တဝါတို့အားအမြတ်မိဝေကြပါကုန်၏အမြတ်ရာဇာ၏ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမြတ်မိကြရအောင်အလုံးကြာကြပါစေ